ပရိသတ်ဝါလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ကင်မူပါဆိုတော့ဒီနေ့ဇာကားလင်းကြောင်းပြောခင်ထုံးစံတိုင်းပဲ channel subscribe လုပ်ရသေးတဲ့သူများရှင်လှူထားပေးပြီးတော့ဘေးနာအကောင့်အောင်နှိပ်ထားပြီးတော့လည်းနောက်ထပ်ရုပ်ရှင်ကားတွေစောင့်ကြည့်နိုင်ပြီးဒီနေ့စီစဉ်အောင်သေချာပေါက် VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင်တော့အားလုံးကျေးဇူးထူးတင်ရှိပါတယ်ဆိုတော့ဒီမှာဒီဆက်ပေးမယ့်ရုပ်ရှင်ဇာကားတော့2022ခုနှစ်ကထွက်ရှိထားတဲ့ Lie Lie Crocodile ဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဒီဇာကားတော့ပြက်လဲဆန်တဲ့လူတော်ဟာသူ့ရဲ့ရှိုးပွဲတွေအတွက်ထူးခြားပြီးတော့တချင်းဆိုတတ်တဲ့မိချောင်းတကောင်ကိုမွေးထားတဲ့ကြောင်းရိုက်ကူးထားပဲဖြစ်ပါတယ် ဒီဇာကားမှာ musical ဆန်ဆန်အပိုင်းကြီးအများကြီးလည်းမြင်တွေ့ရပါဖြစ်ပြီး live လို့ခေါ်တဲ့မိချောင်းလေးကဘလို့ရေးတချင်းဒီဆိုနိုင်လဲဆိုတော့ကျွန်တော်တို့ကြည့်ရှုလိုက်ရအောင်ပါခင်ဗျာဇလိုင်းဆာမှာတော့ hatter ဆိုရဲမျက်လဲဆန်ဆန်လူတယောက်က Jordan Swatch ကပြိုင်ပွဲကိုလာပြီးတော့ရှင်းပြနေတာဖြစ်ပါတယ်ပြိုင်ပွဲဝင်အမှတ်338ဝင်ရမယ်လဲဖြစ်ပြီးမှ hatter ကတော့အချိန်မရဘူးလို့သာပြောပြီးတော့စိန်ဘောတတ်သွားခဲ့ပါတယ် အဲ့ဒါမှတော့ရိုက်ကူးရဲ့ဖွဲ့ဝင်တယောက်ကဟာတာအိုရင်တစ်ခေါက်ပြီးကလေးကမလာနိုင်ဘူးလို့ပြောထားခဲ့မယ်အခုတက်ပြီးတော့ရောက်လာကြောင်းအန်အုံးနေပါတယ်ဟာတာတော့အဲ့တုန်းကသူ့တချင်းနဲ့အကတသက်ပါလို့ပြောပြီးတော့သူ့ပြကွက်အစ်စ်ကိုတော့ဒိုင်းနေကြွေသွားလိမ့်မယ်လို့သာပြောနေတာပါအဲ့ဒါမှတော့ဟာတာကိုထောင်ကြီးအကတော့အသင်းဖြစ်နေပြီးတော့သူ့ဝေယုံခါလိုက်တဲ့ချိန်ထင်းလိုဖြစ်မလာပဲခိုးတကောင်နှကောင်သာထွက်လာခဲ့ပါတယ်အဲ့ဒါကြောင့်ဒိုင်းရီလည်းတချင်းပဲဆူအောင်လို့ပြောပြီးတော့လုံချုံကြီးတွေခေါ်ကဟာတာကိုဆွဲထုတ်ခိုင်းလိုက်ပါတယ်လုံချုံကြီးကတော့ဟာတာကိုသူတို့မမြင်မှုတာတွေချပြဖို့ပြောနေပြီး အဲ့လိုလုံနေရတွေကဟတ်တာဘလို့လို့လို့ရာမထင်ဘူးလို့သာပြောလိုက်ပါလေအဲ့တော့ဟတ်တာလည်းစိတ်ပြက်လက်ပြက်နဲ့ရှောက်လိုက်နဲ့ဒရိတ်ဆန်ရောင်းတဲ့ဆိုင်ကိုတွေ့သွားခဲ့ပါလေဟတ်တာတယောက်စိတ်ပြေလက်ပြောက်ဒရိတ်ဆန်ရောင်းဆိုင်နဲ့ရှောက်ကြည့်နေပြီးတော့သူဟာဆိုင်ရှင်ကိုလိုအပ်တာတခုခုရှိနေကြောင်းပြောလိုက်ပါလေဟတ်တာတော့ပုံမှန်မဟုတ်တဲ့ချစ်ဖို့ကောင်းတဲ့အရာတခုလိုအပ်နေပြီးသူအုပ်ထုပ်တဲ့ထဲလို့ဆက်မဲ့အရာကိုလိုချင်နေတာပါဆိုင်ရှင်ကတော့အထူးငှက်စားပင့်ကူတွေရှိပြီးတော့စပတ်အောင်သွေးစုပ်လင်းလို့နဲ့လီမာမြောက်တကောင်တော့ရှိကြောင်းပြောလိုက်ပါလေအဲ့တော့မတော်ဆိုင်ရှင်မရှိတော့ဟတ်တာတယောက်တချင်းစိုးစံကိုကြားပြီးတော့ အနောက်ထဲကိုဝင်ချလာပါလေ။တချင်းဖွင့်ထားနဲ့ရောပြီးတော့လိုက်ဆိုနေရဘာများလဲသိကျင်တာကြောင့်လောင်ရင်ချင်းတွေပါချပြီးတော့ရှားနေပါလေ။နောက်ဆုံးမှာတော့လောင်ရင်ချင်းတစ်ခုတည်းကနေကပြီးတော့တချင်းစုံနေတဲ့မိချောင်း PC လေးကိုတွေ့သွားခဲ့ပါလေ။အနောက်ဟက်တာက Crocodile ဆိုတဲ့ Sign Book ကနေထင်းနေတဲ့နောက်ဆုံးစလုံး Like ကိုယူပြီးတော့မိချောင်းလေးကို Like လို့ခေါ်လိုက်ပါလေ။အနောက်ဟက်တာကလောင်ရင်ဖွင့်ပေးလိုက်ပြီးတော့ရှင်မင်းနဲ့ဖန်သားပြင်ထက်ကကျယ်ဝင်ကြီး Hatterpie Valentine အခါသားရောက်ပါတယ်လို့မိချောင်းလေးကိုပြောလိုက်ပါလေ။ ဟတ်တာမိကြောင်းလေးနဲ့လက်ဆွဲနှုတ်ဆက်လိုက်ပြီးတော့သူ့ရဲ့အိမ်ကိုခေါ်လာခဲ့ပါတယ်။ပြီးတော့အခုဆိုသူတို့တွေကမိသားစုဝင်တွေဖြစ်နေပြီလို့ဟတ်တာကပြောလိုက်ပါတယ်။အဲနောက်မှာတော့ဟတ်တာကတချင်းတွေတီးပြနေပြီမဲ့လိုင်းကတော့မဆိုးပဲခွေပြီးတော့အိတ်နေခဲ့တာပါ။အဲနောက်ဟတ်တာသူ့လေပင်ကပဝါကိုချွတ်ပြီးတော့လိုင်းနှွေးအောင်လို့ပတ်ပေးထားလိုက်ပါတယ်။ဟတ်တာလိုင်းကိုပုတ်တက်ပေးနေအခါမှာပဲလိုင်းဟာခုနကဟတ်တာဆိုလိုက်တဲ့တချင်းကိုပြန်ဆိုပြနေပါတယ်။ဟတ်တာလည်းချက်ချင်းပဲဆန်နေအားတီးပြီးတော့တချင်းဆိုပါတော့တယ်။လိုင်းလည်းတချင်းကိုတေးချာနားထောင်ပြီးလိုက်ဆိုနေခဲ့တာပါ။ အိုင်နောက်လိုင်းဟာတန်စင်စည်းကြက်တွေနဲ့အညီရောနောကခုံနေခဲ့ပါတယ်။ဒိုနဲ့ဟက်တာနဲ့လိုင်းကလိုင်လောညီထွေမှုရှိသွားခဲ့ပါတယ်။လိုင်းတစ်ဖြည်းနဲ့အသားကျလာခါမှဟက်တာကသူနဲ့လိုင်းရဲ့ရှိုးဝဲလုပ်ဖို့ပြင်ဆင်ပါတော့တယ်။ဟက်တာကသူ့အိမ်ထဲမှာရင်းပြီးတော့ရှိုးဝဲကိုလှုပ်တော့မှာပါ။တဖြည်းနဲ့လိုင်းလည်းအရွယ်ရောက်လာပြီးတော့လိုင်းအတွက်ဝင်းဆောင်တွေပါဟက်တာကချုပ်ပေးလိုက်ပါတယ်။ပြားစံအောင်ပြင်ပတ်မှလည်းသူနဲ့လိုင်းရဲ့ပုံတွေကတ်ထားပါတယ်။ဒိုနဲ့ဟက်တာနဲ့လိုင်းရဲ့ပွဲရမကြခင်မှာပဲစဖို့အတွက်စက္ကန့်30ပဲလိုပါတော့တယ်။ သူတို့ရဲ့ဘွဲကိုစိတ်ဝင်စားပြီးတော့လာကြည့်သူတွေများတာကြောင့်ရုံပြည့်ဖြစ်နေပါတယ်။အဲနောက်မှာတော့ဟက်တာကဆင်းနောက်ထဲကနေစပြီးတော့လိုင်းကျင်းသားရောက်လို့တခြင်းတွေစိုးပြနေခဲ့ပါတယ်။ပရိသတ်ပေါင်းများစွာရှေ့ကိုရောက်တဲ့အခါမှာတော့လိုင်းဟာကြောက်လန့်နေခဲ့ပါတယ်။ဟက်တာကသာတခြင်းတွေစိုးပြီးတော့ကနေခဲ့ပေမဲ့လိုင်းကတော့ကြောက်ပြီးတော့တုတ်တုတ်တောင်မလှုပ်တော့ပါဘူး။ဟက်တာကတော့ကနေနဲ့လိုင်းကိုစိုးဖို့ကဖို့ပြောပေမဲ့လိုင်းကခေါင်းပဲခါနေခဲ့ပါတယ်။အဲနောက်လိုင်းဟာတခြင်းမစိုးနိုင်ပဲမိချောင်းအတန်သေးသေးလေးသာထွက်လာတာကြောင့်ပရိသတ်တွေလည်းဟက်တာကိုလောင်ယူပြီးတော့ပြန်သွားခဲ့ကြပါတော့တယ်။ ဟက်တာတော့လိုက်ကပြန်ချခန်းလိုက်ပြီးဒီပွဲအတွက်သူ့ရဲ့အင်ကိုပါပြီးရတော့မှာပါအိမ်ရောက်တဲ့ခါမှာတော့ဟက်တာပစ္စည်းတွေတိမ့်နေခဲ့ပြီးလိုင်းကတော့အားနာတဲ့အကြည့်နဲ့ကြည့်နေခဲ့ပါတယ်ဟက်တာတော့အမှားယွင်းလေးနည်းနည်းဖြစ်သွားတာကြောင့်ဘာမှမဖြစ်ဘူးလို့သာလိုင်းကိုဖြောင်းဖြားနေပါတယ်ပြီးတော့ဟက်တာကသူ့အပြင်မှာပတ်စံနည်းနည်းလောက်သွားရှာအောင်မယ်လို့ပြောပြီးတော့နှစ်ချက်နဲ့ဆက်တစ်ခုလိုင်းကိုပေးလိုက်ပါတယ်အဲထဲမှာလိုင်းလိုအပ်မဲ့သချင်းတွေအကုန်ပါပြီးတော့လိုင်းတို့အကောင်းဆုံးအဖော်ပါပေးလို့ပြောလိုက်ပါတယ်အဲနောက်ဟက်တာကသူ့လေဘင်းကဘဝကိုဖြုတ်ပြီးတော့ လိုင်းငငယ်ကပတ်ပေးတယ်လို့ပဲပတ်ကတိမ်မကြာခင်မှာပြန်လာခဲ့မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ဒွန်းနဲ့ဟက်တာကတယောက်လာမင်းရင်ဘိုက်တင်းနေပြီလို့ဖြေဖို့လိုင်းကိုမှားထားခဲ့ပါတယ်။အန်နောဟက်တာအထုပ်တွေဆွဲပြီးတော့ထွက်သွားတာကြောင့်လိုင်းလည်းဟက်တာပေးခဲ့တဲ့နှစ်ချက်ကိုတတ်ပြီးတော့နေနေခဲ့ပါတယ်။လာပေါင်း၁၈လကြာတဲ့ခါမှာတော့ဟက်တာတို့ရဲ့အင်္ဂလိပ်စီကိုမိသားစုတစုကပြောင်းလာခဲ့ပါတယ်။ဒါဖြစ်သူကတော့မဟန်တန်ရဲ့ယာဆွေးမှုဖြစ်ပွားနှုန်းကတနည်းပြီးတစ်နှစ်တက်လာနေတာကြောင့်၁၈ရာခိုင်နှုန်းကျော်လွန်သွားကြောင်းကိုပြောနေခဲ့ပါတယ်။ဒါဖြစ်သူကလူအများစုကသားသမီးရလာရင် မြို့ပြင်မှာထွက်နေကြတယ်လို့ပြောပြီးတော့ကန်လန်တိုက်နေခဲ့ပါတယ်။အဲနောက် ကားပေါ်ကနေဆင်းလာတဲ့ပရင်မီသားစုစီကိုလေပါရီနေကျောင်းကကာရုကရောက်လာခဲ့ပါတယ်။လေပါရီနေကျောင်းရဲ့တင်ချဌာနမှုအစ်တစ်ကိုလာမိတ်ဆက်တာဖြစ်ပြီးတော့ဇာဝဲစာတန်းတွေလက်မှတ်ထိုးပေးဖို့ပြောလိုက်တာပါ။အဲနောက်အောက်အိမ်ကအင်းကြီးချင်းမစ္စတာဂရန်ရောက်လာပြီးတော့ရက်ွက်အင်ယာစီမံရေးအဖွဲ့ကစူညံတန်းရှော့ချာရေးစည်းကမ်းတွေခြားထားကြောင်းလာပြီးတော့ပြောပါတယ်။အဲနောက်မစ္စတာဂရန်အကြောင်းကိုတွေ့ပြီးတော့ဂျော့ချ်ကကားထဲကထွက်လာပါတယ်။ ဂျော့ချ်ကတော့ကြောင်လေးရသူမြင်မှုများတွေထဲမှာအလှဆုံးကြောင်ပဲလို့ပြောလိုက်တာကြောင့်မစ္စတာဂရန်ကတော့လော်ရတာကကြောင်ဆိုတဲ့သဘောပဲမဟုတ်ပဲအရန်နူးညံ့တဲ့ဖွဲ့စည်းတိဆောက်ပုံရှိတဲ့ငွေအောင်ပါရှန်းကြောင်ပဲလို့ပြောလိုက်ပါတယ်။အဲနောက်သူတို့လည်းစီစာကြောင်တဲ့မစ္စတာဂရန်နဲ့ဆက်ပြီးတော့မပြောတော့ပဲအပေါ်တက်ကူတာတတ်သွားခဲ့ကြတာပါ။ကာရိုကတော့ထက်ကိုမှာအရင်ပန်ရှင်းရဲ့ပစ္စည်းတချို့ကြံခဲ့တယ်လို့သူတို့ကပြောလိုက်ပါတယ်။အဲနောက်သူတို့ကကိုပိုင်နေရာချပြီးတော့ပစ္စည်းတွေတွတ်ပါပြင်ဆင်ကြပါတော့တယ်။အမေဖြစ်သူကတော့ဂျော့ချ်အစင်ပြေပါမလားလို့စိတ်ပူနေတာပါ။ အဖေကတော့ George လည်းအပေါ်မှာကိုပိုင်ထပ်နဲ့ဖြစ်လို့အရန်ပြောနေမှာပဲလို့ပြောလိုက်ပါတယ်။ George ကတော့ကြောက်နေပြီးတော့အတန်ကြားသမျှကိုလန့်နေခဲ့ပါတယ်။အဲနောက်ဘာမှမသိတဲ့အတန်ကိုကြားပြီးတော့ George ကတော့ဖုန်းမီနဲ့မှောင်ပြပြထပ်ခိုးကိုတက်လာခဲ့ပါတယ်။ဒုံနဲ့ George က Lion Man မောင်တွေကရုပ်ထုကိုတွေ့ပြီးတော့ရုပ်ထုကလန့်သွားခဲ့တာပါ။မင်းပြင်မာတော့တချင်းနှုတ်စာရွက်နဲ့ Hatter က Line ဆိုတဲ့သူ့ရဲ့မိချောင်းလေးကိုကောင်းကောင်းကူးဆိုင်ဖို့မှာသွားတယ်စာရွက်လေးရှိနေပါတယ်။ George လည်းအဲဒါကိုဖတ်ပြီးတော့အောက်ကိုပြန်ဆင်းသွားခဲ့ပါတော့တယ်။ ိုင်းအောင်မှန်ပေါင်ထဲမှာရုပ်ထုလိုတည်ဥဆောင်ထားတဲ့ line လဲ George ဆင်းသွားမှာပဲအသက်ရှူရပါတော့တယ်။နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့ George ရဲ့အဖေဖြစ်သူကအလုံးနောက်ကြမှာဆိုလို့မနေ့စားတော့မစားပဲထွက်သွားခဲ့ပါတယ်။ဒါမဲ့သွားကန်နေ့မှာတော့တားဖြစ်သူ George ကိုနပန်းအသင်းမှာဆင်းပေးဖို့တတိပေးလိုက်ပါတယ်။အဲနောက် George ကလည်းလောနေပြီးတော့အမေဖြစ်သူချက်တာတွေတော့မစားနိုင်တော့ပါဘူး။ဒိုနဲ့ George ကကြောင်းနောက်ကြမှာဆိုလို့အမေဖြစ်သူကိုတော့မဆောင်မဲနဲ့အရှိကနေခန့်မြန်မြန်သွားနေပါတယ်။ George ကတီးကြနဲ့လှုပ်တက်တဲ့သူဖြစ်ပြီးတော့စာအုပ်ကြီးသမားလိုမျိုးအရန်လဲဈေးစားကြောင်းပါတယ်။ ်ဒိုနဲ့ဂျော့စ်ကတော့အမေပို့ပေးလို့ကျောင်းကိုရောက်လာပြီးတော့တယောက်ထဲဘက်ပဲနေပါတော့တယ်ဂျော့စ်လည်းအဖေမာရတဲ့အတိုင်းပဲအစီမပြေလဲနဗန်းဖွဲ့တဲကိုဝင်လိုက်ပါတယ်အဲနောက်မှတော့အိမ်ရောက်တဲ့အခါမှာဂျော့စ်ကကျောင်းမှာအဖော်မရတာကြောင့်ဘယ်လိုများတကယ်ချင်းရှာမလဲလို့ Google မှာရှာနေခဲ့ပါတယ်ဒိုနဲ့ဂျော့စ်ဟာအကာကားတောင်လို့ reach တွေကြည့်နေခဲ့ပါတယ်အဲနောက်မှတော့ပရင်းပေါင်းမှာ Loretta တက်လာတာကြောင့်ဂျော့စ်လည်းခြေပြီးတော့အိမ်ရာတွေကိုခေါ်လာခဲ့ပါတော့တယ်ဂျော့စ်နဲ့လော်ရီတာတို့တခြင်းဗီဒီယိုတွေကြည့်နေတော့အပေါ်တဲ့ထက်ခိုးကနေတခြင်းစူသံကိုကြားလိုက်ရပါတယ် အဲနောက်မှာတော့ George ကအတန်ကြာထက်ကိုကိုဖုန်းနဲ့တက်ပြီးတော့ကြည်ပါတော့တယ် George တို့အပေါ်ထဲတက် တက်လာချင်းထိတ်လန့်သွားစီတာကတော့မန်မောင်တွေကမိချောင်းရုပ်ပျောက်သွားလို့ပါပဲအဲနောက် George ကတော့သူ့နောက်မှာအကောင်လိုက်အတောင်းလိုက်ရက်နေတဲ့ line ကိုမြင်ပြီးတော့ထားအော်ပါတော့တယ် Loretta ကလည်း line ကိုမန်ပြီးတော့ခုံအုပ်လိုက်တာကြောင့် line ရဲ့အသင့်ဖွင့်ထားတဲ့ဗဇတ်သေးကို Loretta တကောင်ကြာသွားခဲ့ပါတယ်အဲနောက်မှာတော့ line လည်းဘာမှမလုပ်တတ်တော့ပဲကြောက်လန့်ပြီးတော့ပရင်းပေါက်ကနေစင်ပြေးသွားပါတော့တယ်ဒါမဲ့ line ကတော့ငယ်တော့တဲ့ရွယ်မဟုတ်တာကြောင့်လေကနေဝိတ်မကြပဲပြုတ်ကျသွားပါတယ် ိုင်နာမှာတော့ George ကလိုင်းနောက်ကိုလိုက်ဖို့အတွက်စူးစမ်းပါတော့တယ်။ဒါမှလည်းလေကားနေတဆင်အထမ်းမင်းကနေပြုတ်ကြမအောင်ကြောက်နေခဲ့ပြီးတော့တွန်းဆုံနေခဲ့တာပါ။ဘယ်လိုပဲဖြစ်ဖြစ် George ကတော့ထူးဆန်းဆန်းအကောင်နောက်ကိုလိုက်ရမှာဖြစ်လို့အားတင်းပြီးတော့ဆင်းလာခဲ့ပါလေ။လိုင်းလဲခြံတကောက်ကပါတွန်းတိုက်ပြီးထွက်ပြေးသွားတာကြောင့် George ကတော့အနောက်ကနေလိုက်ပြီးတော့ကြောင်ပြန်ပေးဖို့တောင်းနေခဲ့ပါလေ။ကြောင်ဆိုတဲ့အတန်ကိုကြားလိုက်တာကြောင့်အောက်အိမ်က Mr. Grant ကတော့လိုက်ကောင်ဖွင့်ကြည့်နေပါပြီ။ဒုံနဲ့လိုင်းပြေးတဲ့နောက်ကို George လည်းဇက်တိုက်လိုက်နေခဲ့ပြီးတော့အဲနောက်မှာတော့လိုင်းကတစ်ဖက်ကားလမ်းကိုကူးသွားခဲ့ပါလေ။ လိုင်းနောက်ကိုလိုက်လာပြီးတော့လမ်းပြောက်သွားတဲ့ George ကတော့လူအင်ကားတယောက်နဲ့တွေ့ပြီးတော့ဖုန်းလူတာခံရပါတော့မေးအဲဒီအချိန်လိုင်းကပေါ်လာပြီးတော့ George ကိုဝင်ကယ်တာကြောင့်လူအင်ကားလည်းလန့်ပြီးတော့ထွက်ပြေးသွားပါတယ် George ကတော့သူ့ကိုကယ်တဲ့လိုင်းကိုချီးကျူးလိုက်ပြီးဒိမ်းမချာခင်မှာတော့လိုင်းရဲ့ဗဇက်ထဲကနေ Loretta ကိုအန်ထုတ်လိုက်ပါတော့တယ်အဲနောက်မှာတော့ထွက်ပြေးသွားတဲ့လိုင်းကို George လည်းသူ့ကိုလမ်းညွှန်ပြပေးဖို့ပြောလိုက်ပါတယ်နောက်နေ့မနက်မှာတော့အဖေပြေးသူအမိုက်သွားလှုပ်ပြင်းနဲ့ Mr. Grant ကစကားခေါ်ပြောပါတယ်အဲ့ဒါကတော့ Loretta ကိုအစာရီခိုးကျွေးနေတာကသူ့ရဲ့သား George လို့ပြောနေခဲ့တာပါ အဲ့ဒါမှာတော့ဂျော့ဂျာထက်ကိုဘမအိပ်ပြုံတဲ့ line ကိုထိုင်ကြည့်နေပါလေဂျော့ဂျာကတော့သူ့ကိုကယ်ခဲ့တဲ့ line ကိုကျေးဇူးဆက်တဲ့အနေနဲ့သူ့စပွဲကုံတဲကအဖိုးတန်းဆုံးကတ်လေးတစ်ကတ်ကိုပေးလိုက်ပါလေအဲ့နောက်ဂျော့ဂျာလည်းအမေဖြစ်သူခေါ်နေတာကြောင့် line ကို၃နိုင်လောက်မှပြန်လာခဲ့မယ်လို့ပြောပြီးတော့အမြန်ပြေးဆင်းသွားပါလေအဲ့လိုနဲ့ကြောင်းသွားဖို့အချိန်ရောက်တာကြောင့်ဂျော့ဂျာအမေဖြစ်သူကို line ခေါ်သွားတဲ့ဖြက်လန်းကနေခေါ်သွားပါတော့တယ်အမေဖြစ်သူကလာကတ်ပေးမယ်အမြန်နှုံးနဲ့ဘူတာကိုရောက်လာတာကြောင့်ဂျော့ဂျာပုံမှန်ထပ်ပို့ပြီးတော့တက်ကြွနေပါသေးတယ် အဲနောက်မှာတော့ line ကအောက်ထပ်ကိုဆင်းလာပြီးဆက်စုနေပါတယ်။ဒါမဲ့ George May ပြန်အောင်လာတာကြောင့် line တယောက်သူ့ကိုမမြင်ခင်အမြန်ပြေးတက်သွားပါတယ်။အဲနောက်အခန်းထဲမှာပြောစရာအမှတ်တရဗီဒီယိုတွေကိုကြည့်နေတဲ့ George အမေကို line တယောက်ထပ်ကိုပေါက်ကနေချောင်းကြည့်နေပါတယ်။ George အမေကတော့ဝမ်းနေပြီးတော့ကြားလာတဲ့မျက်ရည်တွေကိုတေရှူးနဲ့တုံနေခဲ့ပါတယ်။အဲနောက် George ကကြောင်းစာကြည့်လိုက်မှမိချောင်းနဲ့ပတ်သက်တဲ့စာအုပ်တွေကြည့်နေခဲ့ပါတယ်။ Drayson ဒီချောင်းရေးထားတဲ့စာအုပ်တွေနဲ့အလုံးရှုံးတဲ့ George ကိုကောင်မလေးတယောက်ကလာမေးတာကြောင့် George လည်းသူ့အိမ်မှာအိမ်မွေးမိချောင်းရှိတယ်လို့ပြောလိုက်ပါတယ်။ ကောင်မလေးကတော့ဘသူအိမ်မှာမှအဲ့လိုမရှိပဲသူတော်မှခလောက်မွေမွေးထားတာအဖေဖြစ်သူမျိုးတော်ဝင်ကိုသွားပြီးတော့အလကားကုပေးနေလို့ပဲလို့ပြောလိုက်ပါတယ်။ဂျော့စ်လည်းသူ့ကိုဆွေးမှကနေတာတွေးလိုက်တယ်လို့ပြောလိုက်ပါတယ်။တိတ်မကြခင်မှာပဲအဲ့ဒီကောင်မလေးကသူ့ကို friend rockets လာပြီးတော့အပ်ပါတော့တယ်။အဲ့လိုနဲ့ညောင်းတော့အမေဖြစ်သူကဂျော့စ်အရွယ်ရောက်လာတဲ့ပတ်သက်ပြီးပြောနေသိမိမဲ့တခါကြောင့်စိတ်မကောင်းဖြစ်နေတဲ့အကြောင်းခင်မုန်းကိုပြောပြလိုက်ပါတယ်။ခင်မုန်းဖြစ်သူကတော့ဂျော့ရဲ့ဘဝမှာအရန်ကောင်းတဲ့မိခင်တယောက်ဖြစ်ခဲ့တာကိုပြောလိုက်ပြီးနှစ်သိမ့်ပေးနေပါတယ်။ ဒါပေမဲ့ George ကတော့ Loretta line နဲ့အတူအပြင်တွေရှောက်သွားနေခဲ့ပါလေ။အဲနောက် line ဟာစားတောက်ဆိုင်တစ်ခုရဲ့နောက်ဖေးလမ်းကြားအမိုက်ပုံးနဲ့ဝင်ပြီးတော့ George ကိုသူ့အတွက်အစာရှာပေးဖို့လှုပ်ပြပါလေ။ George လည်းဒါမျိုးတွေမလုပ်ခဲ့ဘူးပေမဲ့မလွဲသားတဲ့အဆုံးမှာတော့အမိုက်ပုံးနဲ့ဝင်ပြီးတော့စားစရာတွေလိုက်ရှာပေးရပါတော့တယ်။အဲနောက်မှာတော့ရလာတဲ့စားစရာတွေနဲ့ခေါင်မိုးတစ်ခုရဲ့ထပ်ခိုးပေါ်မှာ George တို့သုံးယောက်စားတောက်ပွဲတီကျင်းပနေကြပါလေ။ George ကတော့ line ကိုဘယ်ကလဲလို့မေးနေခဲ့ပြီးသူ့အကြောင်းတွေကိုပါပြောပြနေသေးတာပါ။ George ရဲ့အမေကတော့ထိုင်ဝမ်ကဖြစ်ပြီးတော့တကယ်တော့သူကမိရွေးပါပဲ။ ဂျော့ချဲတကယ်အမေရင်းကသူနှစ်နှစ်သားရွယ်လောက်ကတည်းကဆုံးပါသွားပြီးတော့သူ့ဖေမြေတန်းပြောပြနေကြတော့သူနှာခေါင်းကတော့အမေနဲ့ဆင်းနေဆိုတာပါပဲအဲနောက်မှာတော့ line ကဂျော့ချ်ပြောနေတာတွေကိုနားထောင်ပေးနေပြီးဂျော့ချ်ကမုတ်တွေပဲကြွေးနေပါတယ်ဂျော့ချ်လည်း line စကားမပြောတတ်တာလားလို့မေးလိုက်တော့ line ကထသွားပြီးတခြင်းတစ်ပုတ်ကိုထဆူပြလိုက်တာကြောင့် Loretta နဲ့ဂျော့ချ်ကအန်အုံးနေခဲ့ပါတယ်အဲနောက် line ကတခြင်းဆိုနေနဲ့ကပါကနေရကြောင်းဂျော့ချ်ရောက်ပါဇက်တောင်မစီနိုင်ဖြစ်ခဲ့ရပါတယ်ဒုံနဲ့ဂျော့ချ်လည်းသူ့ရဲ့မိချောင်းကတခြင်းဆိုတာသိရတော့အရန်ကိုအန်အုံးဝမ်းတာဖြစ်သွားရပါတယ် နောက်နေ့မနက်မှာတော့ Mr. Grant ကမြို့ကလမ်းသေးတွေကိုတခုခုလှုပ်ဖို့လမ်းတိုင်နေခဲ့ပြီး Loretta ကတော့မနေ့ညအစားအစာတွေကြောင့်အန်ထွက်နေခဲ့ပါပြီ။အဲဒါမှာတော့ဒီ ADI နဲ့သွားပြီးတော့ Eba နဲ့ Loretta ကိုကြည့်ရင်းနဲ့ Mr. Grant ကတော့သူ့ကြောင်ကို George ကျွေးလိုက်တယ်လို့ထင်သွားခဲ့ပါတယ်။အပေါ်တန်းမှာတော့မေဖြစ်သူက George ကိုလာနှိုးပေမဲ့အခန်းထဲမှာ George ကရှိမနေပါဘူး။ဒါမဲ့ထက်ခိုးတက်တဲ့တကားပွင့်နေရာကြောင့်မေဖြစ်သူလည်းထက်ခိုးပေါ်တက်ခဲ့ပြီးလာခေါ်တဲ့အခါမှာ George ကမိချောင်းတစ်ကောင်နဲ့အတူစာဖတ်ရင်းနဲ့အိပ်ပျော်နေပါတယ်။ အမေဖေးသူလည်းလမ်းဖြန့်သွားပြီးတော့ George ကိုဆွဲခေါ်ကအတင်းကိုစင်းပြေးပါတော့တယ်။ George ကတော့အန်တီမရှိဘူးလို့ပြောပေမဲ့အမေဖေးသူကတားကိုကြောက်နေရကြောင်းလိုင်းလဲပရင်းပေါက်ကနေအောက်ဘက်ကိုစင်းလာပြီးတော့လာတားပါတော့တယ်။အဲနောက်လိုင်းက George အမေဖေးသူရှေ့မှာသူတို့ဆိုနေကြတချင်းလေးကိုစိုးပြလိုက်တာကြောင့်အမေဖေးသူလည်းတော်တော်လေးအံ့ဩသွားပါတော့တယ်။ဒုံနဲ့ George ကတော့လိုင်းဟာမိချောင်းဖြစ်တဲ့အတွက်အန်တီရှိရလို့ထင်နေတဲ့အမေကိုကြောင်းသွားရင်းတလန်းလုံးရှင်းပြနေပါတယ်။အမေဖေးသူကတော့အဖေကိုလှမ်းပြီးတော့ပြောပြဖို့ဖုန်းဆက်နေပေမဲ့ George ကတော့လိုင်းကိုခေါ်သွားကြမှာဆိုလို့မပြောစီခြင်းခဲ့ပါဘူး။ George ကလိုင်းဟာမိချောင်းလိမ္မာလေးတစ်ကောင်ဖြစ်ပြီးတော့သူ့လိုမျိုးပဲအထီးကျန်နေတာလို့ပြောပြလိုက်ပါတယ်။ပြီးတော့ George ဟာအမေဖြစ်သူကိုသူဒီမိချောင်းလေးနဲ့တွေ့ပြီးကလေးကချင်းနေရီအလုံးပြောင်းလဲသွားတာသတိထားမိလားလို့မေးလိုက်ပါတယ်။ George ကလိုင်းနဲ့မိဆွေဖွဲ့ခဲ့တာတွေညမှလိုင်းထွက်လာတဲ့အကြောင်းတွေပြောပြီးတော့လိုင်းနဲ့ဆက်သွယ်ခြင်းအောင်တချင်းပဲဆိုလို့ရတာကြောင့်သူဒီညပြန်မြောက်ခင်ထိဘာမှမလုပ်ဖို့အမေဖြစ်သူကိုပြောလိုက်ပါတယ်။အဲနောက်အဖေဖြစ်သူကဖုန်းဆက်တာကြောင့်အမေကဖုန်းကင်လိုက်ပြီးမြဲ George ကမပြောစီခြင်းခဲ့တဲ့အတွက်လိန်ပြီးတော့ပဲပြောလိုက်ပါတော့တယ်။ ။သူနဲ့ George အမေအိမ်ကိုပြောင်းလာတဲ့ခါမှာတော့တပြက်စီးကိုင်းပြီးတော့အပေါ်ထက်ကိုတက်သွားပါတော့တယ်။တကယ်တော့ line ကရေချိုးကန်းထဲမှာတချင်းဆိုရင်လည်းရေချိုးနေတာပါ။အဲနောက် George အမေကရေချိုးကန်းတကားကိုဆွဲဖွင့်လိုက်တဲ့အချိန်မှာတော့ line ကိုတွေ့တာကြောင့်လန့်ပြီးတော့ထအော်ပါတော့တယ်။ line ကပါရုတ်တရက်ဝင်လာတဲ့ George အမေကိုလန့်ပြီးတော့အော်ချထလိုက်ပါတယ်။အဲနောက် George အမေဆင်းပြေးသွားတာကြောင့် line လည်းအနောက်ကနေအတင်းလိုက်ရပါတော့တယ်။ George အမေကကြောက်နေရကြောင့် line လဲဟင်းချက်တာကြိုက်တဲ့အရာတွေနဲ့ George အမေကိုစီယုံဝင်ဆင်းရပါတော့တယ် ါတောင်ဂျော့ချ်အမေလည်းဟင်းတူတူချက်မဲ့အဖော်ရာသွားတာကြောင့်လိုင်းကိုမကြောက်တော့ဘဲသချင်းတွေလိုက်ဆိုရင်လည်းကာနေခဲ့ပါတယ်။ဂိမ်းမောင်တောင်တူတူလှုပ်ထားတဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးတော့ဂျော့ချ်လည်းအန်အောင်ကဝမ်းသာနေရပါတယ်။အိမ်မှာအများတန်းအထီးချမ်းချမ်းဖြတ်တန်းနေရရှာတဲ့ဂျော့ချ်ရဲ့အမေကလိုင်းကိုဖော်ဖြစ်ရာသွားတဲ့အချိန်မှာစကားပြောရင်ပွင့်ကပကြီးဆွဲတာဒီပါပြန်ပြီးတော့လှုပ်နေခဲ့ပါပြီ။ကလေးလိုပဲလွတ်လပ်ပေါ်ပါနေတဲ့မိန်းမဖြစ်သူကိုကြည့်ပြီးဂျော့ချ်ရဲ့အဖေတော်အန်အောင်နေပါတယ်။အဲ့ဒါမှတော့ဂျော့ချ်ရဲ့အမေရောဂျော့ချ်နဲ့လော်ရတာပါလိုင်းနဲ့တူညာပိုင်းနေအပြင်ထွက်ကြပါတော့တယ်။ ။အောက်ထပ်ကမစ္စတာဂရန့်ကတော့နေရာဆောင်တဲ့လမ်းကြားတွေမှာစောင့်ကြည့်ကင်မရာ၃ခုတက်လိုက်ပြီးသူ့ကြောင်ကိုဘယ်သူမှအစာကျွေးမရအောင်စောင့်ကြည့်ပါတော့မယ်။အဲနောက်မှာတော့ဂျော့ချ်နဲ့အမေဖြစ်သူကတော့မနက်စာကိုပီဇာတွေမှာစားပြီးကောင်းလွန်လာကြောင်လိုင်းအတွက်ခြံထားရမယ်လို့ပြောနေခဲ့ပါတယ်။အဲချိန်ဂျော့ချ်ပီဇာဘူးယူပြီးတော့အပေါ်တက်သွားတဲ့အခါမှာအဖေဖြစ်သူလည်းအောက်ထပ်ကိုရောက်လာခဲ့ပါတယ်။အဲကနေ့မှထိုင်နေမိမဖြစ်သူကိုဒီအပိုင်းဦးမျိုးနေရာတည်ထားမိပြီးတော့သူ့ကြောင်မုံမန်းသိတယ်လို့ပြောလိုက်ပါတယ်။အဲကြောင့်မိမကိုသူသိတဲ့နာမျိုးရှိနေလားလို့မေးလိုက်တာပါ။ အဲနောက်မှာတော့မေဖေးသူက George အခန်းထဲကိုအဖေဖေးသူပါခေါ်လာပြီးတော့ပြောဖို့အချိန်တန်ပြီလို့ပြောလိုက်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ George ရေချိုးကန်းထဲကနေ line ထွက်လာတော့အဖေဖေးသူမြင်ပြီးတော့လန့်သွားကစင်ပြေးပါတော့တယ်။အဲနောက်မှာတော့ George နဲ့အမေဖေးသူကဖြောင်းပြပြီးမယ်လဲကြောက်လန့်နေတဲ့ George ရဲ့အဖေကတော့ပရင်ပေါက်ကနေခုံဆင်းမှုလှုပ်လိုက်ပါတယ်။အဲနောက် line လဲရအောင်ဖြောင်းပြပြီးမယ် George အဖေကတော့ဘသူကမှမဆောင်ပဲအောက်ဘက်ကိုစင်ပြေးပါတော့တယ်။ George ရဲ့ဘေးတကားဖွင့်လိုက်တဲ့ချိန် header လဲရောက်နေပြီးတော့ header ကတော့သူပြန်လာမှာကိုမသိကြတာလားလို့မေးလိုက်ပါတယ်။ အိုင်နောက်ဟတ်တာကအစင်ပြားနေရာမှာခဏနေထားနေမယ်လို့ပြောကသူ့အိမ်ကိုကြည့်နေခဲ့ပါတယ်။ဟတ်တာလိုင်းကိုမြင်ပြီးတော့လိုင်းရဲ့ရွယ်စားနဲ့ကြီးလာတာကိုမြင်ကအံ့ဩသွားပါတယ်။အစားတော့လိုင်းကဟတ်တာကိုမမင်းကြောင်ဆောင်ပေမဲ့ဟတ်တာကသူ့ရဲ့ကားကွက်တွေနဲ့ပြန်နှုတ်ဆက်တဲ့အခါမှာတော့လိုင်းလဲပျော်ပြီးတော့ဟတ်တာကိုပြေးဖက်ပါတော့တယ်။အန်နာမတော့ဒီအဆောင်ကဟတ်တာမိသားစုပိုင်းကြောင်းဆောင်ပေမဲ့စီးပွားရေးရောင်းဝယ်ကြောင့်ရှုံးခဲ့မယ်။ဂျော့စ်တို့မိသားစုကတီးသွားခဲ့ပါတယ်။ပြီးတော့ဟတ်တာရှိုးတစ်ခုရှာနေရဖြစ်ပြီးတော့ဒီမှာတနစ်ကို15ရက်ပဲနေခွင့်ရှိတဲ့ဥပဒေရှိနေမှန်း ဂျော့ရှ်ရဲ့အဖေနဲ့မိခါစုံစမ်းမိသွားခဲ့ပါလေအဒမ်မာဟက်တာနဲ့လိုင်းတို့ကပြန်လည်တွေ့ဆုံတဲ့နေနဲ့အပေါ်တတ်မှာကခုန်နေခဲ့ကြပါလေဂျော့ရှ်အဖေကတော့အတန်တွေကြားပြီးတော့အိမ်မရဖြစ်ကနားကြားမင်းကတ်နေခဲ့ပါပြီနောက်နေ့မနက်မှာတော့ဂျော့ရှ်အဖေကရေချိုးကန်းဝင်မှုလုပ်ပေမဲ့ဟက်တာအချိန်ကြာရေချိုးနေပြင်သူ့ကိုမြင်တဲ့ခါမှလည်းမနက်စာပါအစ်စ်လှုပ်ခိုင်းလိုက်သေးတာကြောင့်ဒေါသထွက်သွားပါလေတို့နဲ့အိမ်ရှိမှဂျော့ရှ်တို့တားမိကတော့မိသားစုနေအတွက်နေရာရွေးနေကြပါလေအဖေဖြစ်သူကတော့သူတို့ကိုစိတ်ဆိုးနေကြအောင်မလိုက်ဘဲတယောက်တည်းသာလမ်းလျှောက်ထွက်သွားခဲ့တာပါ ဂျော့ချ်ကတော့အဖေဖြစ်သူဟက်တာကိုသဘောမကျတာများလားလို့တွေးနေတာကြောင့်အမေဖြစ်သူကဟက်တာပေါ်လွင်နေလို့ပါပဲလို့ပြောလိုက်ပါတယ်။အဲနောက်မှာတို့သားမီးနဲ့တူဟက်တာကပါအပြင်သွားဖို့ပူပေါင်းပြီးတော့ line ကိုပါအင်ကြီးဝေးပေးပြီးတော့ခေါ်လာခဲ့ပါတော့တယ်။ဂျော့ချ်သားမီးကတော့ line ကိုလူတွေကမိချောင်းလို့မြင်နေတာကိုကြောက်နေခဲ့ပေမဲ့ဟက်တာတော့အဲ့လိုဖြစ်မနေပဲ line ကိုနေကင်းကြောင်းတော့လူတွေရှေ့ကိုခေါ်ထုတ်လာခဲ့ပါတယ်။အဲလိုနဲ့ line ကိုမုံဆိုင်နေနဲ့တခြားလူများတဲ့နေရာတွေပါခေါ်ပြီးတော့ရှောက်လေခဲ့ကြပါတယ်။ဂျော့ချ်ရဲ့ဖေးအိမ်ကိုပြောင်းလာတဲ့ခါမှာတော့ဂျော့ချ်အမေက တို့ကစားမယ့်ထဲမှာဝင်ပါဖို့ခေါ်လိုက်ပါတယ်။ဒါမဲ့အဖေပြေသူကတော့ရေချိုးပြီးတော့နားကျင်တဲ့တော့အပေါ်တက်ကိုပဲတတ်သွားခဲ့ပါတယ်။အဲနောက်မှာတော့ George အဖေကထပ်ခိုးပေါ်တက်ပြီးတော့ဘွိုင်းလောင်လာဆစ်ဆင်းနေတော့ line ကအနောက်ကနေလိုက်လာခဲ့ပါတယ်။ဒိုနဲ့ကြောင်နေတဲ့ George အဖေကိုအခန်းထဲကယူလာတဲ့မှန်ပေါင်တဲကအားကစားဝစ်စုံပြစ်ပေးပြီး line ကဝီစီကိုမှုတ်ပြလိုက်ပါတယ်။အဲနောက်မှာတော့ George အဖေကလက်ဝေးအတွက်ဝစ်စုံပြစ်ဝစ်ပြီးတော့ line နဲ့ဆော့ပါတော့တယ်။ George အဖေကတော့ရင်ကလက်ဝေးမှာနိုင်ငံပေါင်းစုံ champion ဖြစ်တာကြောင့်အခုလို line ရှုံးသွားတာကိုကျေနပ်နေပါတယ်။ ်လိုင်းကလည်းတမင်အရှုံးပေးပြီးတော့သူ့ကိုလက်ခံအောင်နဲ့ဂျော့ဂျ်ရဲ့အဖေစိတ်ညစ်နေရာလေးပျောက်သွားအောင်လှုပ်ပေးလိုက်တာပါနောက်နေ့ရောက်မှာတော့ဂျော့ဂျ်အဖေကကြောင်းသွားတာတော့မှလဲပေးမှာဝီစီဆွဲပြီးတော့လာခဲ့ပါတယ်အဲနောက်မှာတော့ငိမ့်ငိမ့်မနေတဲ့အတန်းသားတွေကိုဝီစီမှုတ်ပြီးတော့ပညာပြပါတော့တယ်ဒီလိုနဲ့ဂျော့ဂျ်အဖေအိမ်ပြောင်းတဲ့အခါမှာဟက်တာကအိမ်သားတွေအတွက်မျက်လှည့်ပွဲလေးလှုပ်ပေးနေပါတယ်အဲနောက်မှာတော့လိုင်းကနောက်မှာချက်ပြုတ်နေနဲ့အိမ်သားတွေကတော့ဟက်တာမျက်လှည့်ပွဲကိုပျော်ပျော်ကြီးကြည့်နေကြတာပါတို့နဲ့အိမ်သားတွေကဟက်တာတို့ကိုတချင်းဆိုပြီးတော့ကပြခိုင်းတာကြောင့် ဟက်တာလည်းသူနဲ့ line တို့ရဲ့ပထမဆုံးတချင်းလေးကိုဇိုးပြခဲ့ပါတယ်။အညာမှာတော့ဟက်တာနောက်ထပ်ရှိုးပွဲလုပ်ဖို့ line ကိုထပ်ပြီးတော့ပြောနေပါတယ်။ line ကတော့မလုံရဲဖြစ်နေတာကြောင့်အိမ်သားတွေရှိမှလုံခဲ့တယ်လို့လုံယုံပါပဲလို့ပြောလိုက်ပါတယ်။အညာမှာတော့ဝစ်ဆောင်ပြေးနဲ့ထက်ကိုးပေါ်ကဆင်းလာတဲ့ line နဲ့ဟက်တာကိုမြင်ပြီးတော့ George လည်းမေးလိုက်ပါတယ်။ဟက်တာတော့တကဘာလုံး line တချင်းဆိုပြီးတော့ပြောပြတာမြင်ရင်သူတို့တွေချမ်းသာတော့မှာလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ George ကတော့ line ကပတ်စံလိုအပ်နေတာမဟုတ်ပဲမိသားစုနဲ့အိမ်ကိုပဲလိုအပ်တာလို့ပြောလိုက်ပါတယ်။ လိုင်းရဲ့မျက်နှာထားကိုကြည့်ပြီးတော့တတိထားမိတဲ့ George ကတော့ဒါကိုလိုင်းအောင်သဘောကျရဲ့လားလို့မေးနေတာပါ Hunter ကတော့ဒီညအထူးညဖြစ်ပြီးတော့ရိုးအစ်စ်မှာရင်းနှီးမဲ့သူအစ်စ်တွေအတွက်ကနအူးပွဲလို့ပြောလိုက်ပါတယ်အဲနောက်လိုင်းပါသွားတာကိုကြည့်ပြီးတော့တမိသားစလုံးစိတ်ပူတာကြောင့်အဲကမ်းမှာထိုင်ဆောင်နေကြပါတယ်တိမ်မကြခင်မှာလိုင်းနဲ့ Hunter ပြန်အောင်လာပြီးတော့လိုင်းကရင်တိုင်းစင်ကြောက်နေတော့မဲမလို့ဘာမှမဆိုဘဲတောင်းတောင်းကြီးပဲရက်နေခဲ့တာလို့ပြောပြီးတော့အပေါ်တက်သွားပါတယ်လိုင်းကတော့အာနာနေတဲ့မျက်နှာထားနဲ့ကြည့်နေတာကြောင့် George ကတော့ဖတ်ပြီးတော့နှစ်သိမ့်လိုက်ပါတယ် ဂျော့စထရက်လိုင်းသချင်းဆိုတာမဆိုတာကအဓိကမဟုတ်ပဲလိုင်းရန်တော်တာပဲသူသိတယ်လို့ပြောလိုက်ပါတယ်။မိသားစုဝင်တွေလည်းစိတ်မကောင်းဖြစ်ပြီးတော့လိုင်းကိုအချိန်ပေးဖို့ခဏလွှတ်ထားလိုက်ပါတယ်။ထုံးစံတိုင်းရှိုးဝဲပြတ်သွားခဲ့တာကြောင့်ဟန်တာကတော့လိုင်းစီကနေထွက်သွားခဲ့ပါတယ်။နောက်နေ့မနက်မှာတော့အောင်းဝင်းကမစ္စတာဂရန်ကအိနီနာချင်းတွေကိုခေါ်ပြီးတော့တွေ့ပါတယ်။အဲကြောင့်ဂျော့စ်အဖေလည်းစီးမှုအလုပ်မှာကားကောင်းတစ်စီးပေါ်ကနေဟန်တာတယောက်ပြစ်ချခံလိုက်ရပြီးပတ်စံယူလာခိုင်းတာကိုတွေ့သွားခဲ့ပါတယ်။ဒိုနယ်ဆုပ်ပြတ်တဲ့ဟန်တာကတော့ဒါလေးရှိုးပါပဲလို့ပြောပြီးတော့အိမ်ထဲကိုဝင်သွားပါတယ်။ အဲနောက်မှာတော့အောက်ထပ်ဆင်းတွေ့တဲ့အခါမှာဇနီးပြည်သူပါရောက်နေရကိုတွေ့လိုက်ရပါတယ်။မစ္စတာဂရန်ကတော့သူလဲတချင်းကြိုက်ပေမဲ့မနက်3နာရီကြီးတော့မဆိုပါနဲ့လို့ဂျော့ချ်အဖေနဲ့အမေကိုကြည့်ပြီးပြောလိုက်ပါတယ်။အဲဒီချိန်မှာပဲအပေါ်တက်ကအတန်ကြားတာကြောင့်ဂျော့ချ်အဖေနဲ့အမေကတော့တားဖြည့်သူနပန်းလေးကျင်နေရမှလို့ပြောလိုက်ပါမယ်လို့သာပြန်ပြောလိုက်ပါတယ်။ဒါမဲ့မစ္စတာဂရန်ကတော့သူတို့အနေနဲ့ဖုံးကွယ်ထားတဲ့ຢာတစ်ခုခုပြဿနာတက်မယ်လို့ထင်တဲ့အရာတစ်ခုခုရှိရင်တော့အခုအရာကိုပြောပြဖို့အချိန်တန်ပြီလို့ပြောလိုက်ပါတယ်။အဲဒီချိန်ဟတ်တာရောက်လာပြီးတော့သူလဲဝင်ပါလို့ရမလားလို့မေးလိုက်ပါတယ်။ ဟက်တာတို့သူမိတ်ဆွေဟောင်းကြီး grand ကိုဖတ်ပြီးတော့နှုတ်ဆက်နေခဲ့ပါတယ်ဟက်တာနဲ့ grand ကအတူတူကြီးပင်းခဲ့ကြတာမလို့ဒီပွဲမှာလဲသူဝင်ပါကျင်တယ်လို့ပြောလိုက်ပါတယ် grand လဲပရင်းမီသားစုကိုမကျင်တတ်တာကြောင့်ရန်ရှာမယ်လုပ်ခဲ့ပေမဲ့ဟက်တာကြောင့်ပွဲပြတ်သွားတဲ့အတွက်ဟက်တာကိုဘောင်ကျော်တယ်လို့ပြောလိုက်ပါတယ်ဟက်တာတို့သူတို့အိန္ဒိနာပတ်ဝန်းကျင်မှာတခြားသူတွေရဲ့ခွင့်ပြုချက်မပါဘဲနဲ့လုံခြုံရေးကင်မရာတက်တဲ့သူတွေလို့မဟုတ်ဘူးလို့ပြောလိုက်ပါတယ်အဲဒါကြောင့်အားလုံးကတော့သူတို့ဆီကခွင့်ပြုချက်မတောင်းဘဲကင်မရာတက်ခဲ့တာကြောင့်စိတ်ခုသွားပါတယ်ဒါကြောင့် grand ကတော့အားလုံးသူ့အခန်းထဲကနေထွက်သွားခိုင်းပြီးတော့ နောက်နေ့မှအစည်းအဝေးလုပ်မယ်လို့ပြောလိုက်ပါတယ်။အိမ်ပြောင်းတဲ့အချိန်မှာပရင်းမီသားစုကတော့ဟတ်တာကိုကျေးဇူးတွေအရန်တင်နေခဲ့ပါတယ်။ဟတ်တာတော့တိတ်မကြခင်ပြန်လာမယ်လို့ပြောပြီးတော့အပေါ်ကိုတက်သွားကြပါတယ်။အဲနောက်မှာတော့အချက်ပေးတန်ကြားပြီးတော့ George အမေပရင်းမကွားနေကြည့်လိုက်တဲ့အခါမှာ line ကိုလာဖမ်းကြတာတွေ့လိုက်ရပါတယ်။ဒါတော့အိမ်သားတွေလည်း line ကိုဖွက်ထားဖို့ကြံနေကြပါတယ်။အဲနောက်မှာတော့ George ကထပ်ကူပေါ်သွားပြီးဟတ်တာကိုသွားခေါ်ပြီးမဲ့ဟတ်တာပရင်းမောက်ကနေစင်းသွားခဲ့ပါပြီ။အဲနောက် line တန်ကြားလို့ George ပြေးစင်းသွားတဲ့အခါမှာ ရဲတွေကသူတို့မိသားစုဝင်တွေကိုချုပ်ထားပြီးတော့ line ကိုတန်းတန်းနဲ့ချိန်ထားကြပါလိမ့်မိသားစုဝင်တွေက line အန်နေမရှိဘူးလို့ပြောပေမဲ့ဖန်စီသမားတွေကတော့ short type ပြစ်လိုက်ပါလိမ့်အဲနောက်မှာတော့ George လဲ line ကိုတချင်းဆိုခိုင်းပေမဲ့ line ကခေါင်းခါပြလိုက်တာကြောင့်ဖန်စီသမားကမေးစေးနဲ့ပြစ်လိုက်ပါလိမ့် line တောင်မေးသွားတာကြောင့်သူ့ကိုချုပ်ပြီးတော့ဖန်ခေါ်သွားကြပါလိမ့်အိမ်သားကြီးလဲဘာမှမတတ်နိုင်ပဲ line ပါသွားတာကြောင့်ငိုယိုနေခဲ့ပါတော့လိမ့်အဲနောက်မှာတော့ George က line ရဲ့ပြုတ်ကြကြံခဲ့တဲ့လဲစည်းကိုကြည့်ပြီးတော့ဒေါသတကြီးနဲ့အိမ်ထဲဝင်သွားခဲ့ပါလိမ့် မစ္စဂရန်ကတော့မိချောင်းကိုဖွက်ထားတဲ့အတွက်ဂျော့ချ်အဖေကိုမကောင်းတာလုပ်ပြီးဥပဒေများကြီးကိုချိုးပေါက်လိုက်တာပဲလို့ပြောလိုက်ပါတယ်။ဂျိုနဲ့လိုင်းကိုနယူးယောက်တရိတ်ဆန်ယုံထဲကမိချောင်းဝင်ထဲကိုထည့်ထားလိုက်ပါတယ်။အဲ့နောက်မှာတော့ပရီမီသားစုကတရိတ်ဆန်ယုံဖွင့်လာတဲ့လိုင်းနဲ့လာတွေ့ခဲ့ပါတယ်။လိုင်းကတော့ဒီမှာနေရတာမကြိုက်ဘူးဖြစ်နေပြီးတော့အသားစိမ်းငါးစိမ်းနေလည်းမစားတတ်တာကြောင့်ဂျော့ချ်ကတော့တခုလုံပေးရမယ်လို့တွေးနေခဲ့ပါတယ်။အဖေဖြစ်သူကတော့ဘာမှတတ်နိုင်တာကြောင့်လိုင်းကိုနေတိုင်းလာတွေ့မယ်လို့ပြောလိုက်ပါတယ်။အမေဖြစ်သူကလည်းလိုင်းစားချင်တာတွေတရိတ်ဆန်ယုံကလူတွေနဲ့တိုင်ပင်ပြီးတော့ယူလာခဲ့မယ်လို့ပြောလိုက်တာပါ။ အဲနောက် George ကသူဖြစ်ချင်တာတွေဖေနဲ့မိကိုပြောပြီးတော့အထိတ်လန့်ဖြစ်ကမူးလဲသွားပါတော့တယ်ဒီပြပြတွေဖြစ်ပြီးတဲ့နောက်မှာတော့ Hatter ကပတ်စံနေယူပြီးတခြားစီကိုထွက်ပြေးသွားခဲ့ပါတယ် George တို့တမိသားစုလုံးကတော့ line ကိုသတိရနေပြီးနေတိုင်းစိတ်ဆင်းရဲနေရပါတယ် Mr. Grant အကြောင်းလေး Loretta တောင်မှ line နဲ့စားနေကြတယ်မဟုတ်ရင်မစားဘဲနဲ့ညင်းနေတတ်ပါပြီနောက်နေ့မှာတော့ចောင်းမှာငိုင်းနေတဲ့ George ကိုកောင်မလေးကအဆုံးမပေးဘူးနဲ့သူ့ခလောက်မွေးလေးပျောက်တုံးကလည်းတတလုံးမတွေ့ရတော့ဘူးလို့ထင်ခဲ့ရတဲ့အကြောင်းတွေကိုလာပြီးတော့ပြောပြနေပါတယ် အံပွဲအရာတွေကဖြစ်တတ်တာပါပဲလို့သူ့ကိုပြောပြီးတော့မုတ်စားခြင်းဖြစ်နေတဲ့ George ကိုမုတ်တော့ကျွေးလိုက်ပါတယ်။အန်နာမှာတော့ចောင်းစင်းတဲ့အခါမှာအမေဖြစ်သူက George ကိုစိတ်မချတာကြောင့်သူကိုယ်တိုင်လာခေါ်ခဲ့ပါတယ်။အိမ်ပြန်အောင်လို့ညသာစားတော့လေမိသားစုကြီးက6ကန့်နေပြီး George ကတော့အမိုက်ပြဖို့အပြင်ကိုထွက်လာခဲ့ပါတယ်။အန်နာမှာတော့ George ဟာသူ့ကိုလာချောင်းကြည့်တဲ့ Hatter ကိုတွေ့ပြီးဘလို့တောင်လှုပ်ရရတာလဲလို့မေးလိုက်ပါတယ်။ Hatter လည်းသူ့ကိုယ်သူပြန်တွေးမိပြီးတော့သူ့မှာဘာမှမရှိတာကြောင့်သာဖြစ်သွားတာလို့မျက်နှာငယ်နဲ့ George ကိုပြန်ပြီးတော့ဖြေခဲ့ပါတယ်။ ဟာဒါတော့သူ့မှာတငယ်ချင်းတွေရောမိသားစုဝင်တွေပါမရှိတော့ George ကိုပြောပြလိုက်ပါတယ်။ George ကတော့ဘာကြောင့်များ line စီကနေထွက်ပြေးသွားသေးလဲလို့ဟာတာကိုမေးလိုက်ပါတယ်။ line အသက်ရှူကြက်သွားတော့ကဟာတာပြန်သွားပြီးတော့သူ့ဘာသာပဲလုပ်ခဲ့ရတယ်လို့ပြောလိုက်တာပါ။ပြီးတော့ဟာတာကလူတော်မများစီမှာအကျွေးတင်နေခဲ့တာကြောင့်အောင်းင်က Grand ကပတ်စံပေးတဲ့အခါမှာလိုအပ်ပြီးတော့ကြောက်လို့အားနေလို့ယူလိုက်ရတာလို့ပြောနေခဲ့ပါတယ်။အဲနောက်ဟာတာသူရော George ကပါ line ကို trade ဆောင်နဲ့ထားဖို့မဖြစ်နိုင်တာသိတဲ့အတွက်သူ line ကိုကယ်ထုတ်ဖို့အတွက် George ကကူညီရမယ်လို့ပြောလိုက်ပါတယ်။ ီရိုဟတ်တာကမနက်၄နာရီကိုအရှိဂိတ်မှာစောင့်နေမှာဖြစ်လို့ဂျော့စ်ကိုလာခဲ့ဖို့ပြောလိုက်တာပါအဲနောက်မနက်၄နာရီထိုးတဲ့အချိန်မှာဂျော့စ်မရောက်လာတာကြောင့်ဟတ်တာကတော့ဂိတ်ကိုရောက်ပြီးတော့ဒရိတ်ဆန်ုံထဲကိုဝင်သွားခဲ့ပါပြီအဲနောက်ဟတ်တာလုံချုံရင်းကိုမျက်လှည့်ပညာနဲ့တိုင်မာလက်ကိုတုတ်လိုက်ပြီးတော့တော်ရီယူကလိုင်းစီကိုသွားခဲ့ပါတယ်အဲနောက်ဟတ်တာကမိချောင်းကန်နဲ့ရောက်လာပြီးတော့လိုင်းကိုလာပြီးတော့ခေါ်ပါတော့တယ်ဒါပေမဲ့လေချုံလို့ထွက်လာတာကလိုင်းမဟုတ်ပဲတခြားမိချောင်းဖြစ်နေခဲ့တာပါအဲဒါကြောင့်ဟတ်တာအပေါ်ပြန်တက်ဖို့စူးစမ်းနေတဲ့အချိန်မှာပဲကျိုးကမရတော့တာကြောင့်အချိန်နေမဟန်တော့ပါဘူး လောင်ရင်ပြန်မတော့ကြောရှောက်လာပြီးတော့ဟတားသူ့ကိုကူဖို့အတွက်ပြောနေပါလေ။အဲနောက်လိုင်းရပါထွက်လာမိမယ်လိုင်းရမကူညီပဲပစ်ထားတာကြောင့်သူ့ကိုခွင်းလို့ပေါ့ဟတားကတောင်းပန်နေပါလေ။ဟတားတော့နောက်ဆုံးမှကြောစီကိုပြန်သွားဖို့လုပ်လိုက်တာကြောင့်လိုင်းကကူညီပေးလိုက်ပါလေ။အဲနောက်မှတော့လိုင်းကိုပြင်ထုတ်လာပြီးမယ်။အပြင်ရောက်လာတဲ့ခါမှတော့ဒရိစန်ထိန်းသိမ်းအဖွဲကဝိုင်းထားလိုက်ပါပြီ။ဒါနောက်ကြောဆိုစဉ်းစားနေတော့သူတို့ရှိကနေ show us what you got ကာကြီးဖြတ်သွားတာကြောင့်ဟတားနဲ့ကြောဆိုအကြံရသွားခဲ့ပါလေ။အဲနောက်မှတော့ဟတားမျက်လဲပြရင်သုံးတဲ့အမှုန့်နေနဲ့ ထိန်းသိမ်းသူတွေကိုမျက်ခြေဖြတ်ပြီးတော့ George ကတော့ဆိုင်ငယ်မောင်းကလိုင်းကိုခေါ်သွားလိုက်ပါတော့တယ်။ဒီလိုနဲ့ George တယောက်ပွဲနေရာစီကိုမောင်းဝင်လာပြီးတော့လိုင်းကိုပါတပါးလေးဆွဲခေါ်လာပါတော့တယ်။အိမ်မှာလည်းအဖေနဲ့မိက George ကိုလိုက်ရှာနေနဲ့ပွဲရောက်နေတာသိလိုက်ရပါတယ်။အဲနောက် George ကတငယ်ချင်းအကူညီနဲ့စင်နောက်ဘက်ကနေသွားပြီးတော့ George ကတော့သူနဲ့သူလိုင်းကိုစေမောခေါ်လာခဲ့ပါတယ်။အားလုံးကလိုင်းကိုကြောက်ပြီးတော့ပုံနေတဲ့သူတွေကလည်းပုံနေကြပါတယ်။အဲနောက်ရဲတွေပါဝိုင်းလာခဲ့တာကြောင့် George ကတော့သူတို့တူဆိုဖို့ပြောလိုက်ပြီးတော့လိုင်းကိုဖြောင်းပြလိုက်ပါတယ်။ အဲနောက်မှာတော့ George က line နဲ့ Hatter တို့ဆိုးခဲ့တာကိုဆိုးပြပြီးတော့ line back ကိုလှည့်လိုက်ပါတယ်။ George ကတော့ line ကိုဆိုးမရမယ်လို့ပြောတဲ့အခါမှာ line လဲယုံကြည်ချက်ပြည့်နဲ့ဆိုးပြလိုက်တာကြောင့်ဒိုင်လူကြီးတွေနဲ့အားလုံးကအံ့ဩကုန်ကြပါတော့တယ်။ line ရဲ့တီဆိုးမှုကနာမည်ကျော်သွားပြီးတော့ live လဲလွင့်နေတဲ့အတွက် တကမာလုံးကနှစ်သက်သွားကြပါတယ်။ဒုံနဲ့တလားကြာမှာတော့ Grand ကမြို့ရဲ့စီးမင်းရမိချောင်းအိမ်မှာထားတာလက်မခံကြောင်းတရားအုံးကိုတက်ပြီးတော့ပြောပါတယ်။ဒါပေမဲ့အဲ့ချိန်မှာ Hatter ရောက်လာပြီးတော့ခိုင်လုံးနဲ့ထောက်ထားကို Loretta ကယူလာပေးတာကြောင့်တရားသူကြီးကိုပြကွင်ပေးလိုက်ပါတယ်။ အဲဒါကြောင့်ပဲနောက်ဆုံးမှာတော့ line ကို brain မိသားစုအိမ်မှာမွေးကွင်းပြုဖို့တရားသူကြီးကခွင့်ပြုလိုက်ပါတော့တယ်။အဲနောက်မှာတော့ brain မိသားစုက line ကိုခေါ်ကားကားထဲဝင်ပြီးတော့အပျော်ခီးထွက်ခဲ့ကြပါပြီ။ line နဲ့ george တို့လည်းအိမ်မှာကြံခဲ့တဲ့ hatter ကိုနှုတ်ဆက်ရင်းပျော်ပျော်ကြီးခီးထွက်သွားကြပါလိမ့်။အဲနောက်မှာတော့ george တန်ငယ်ချင်းကသူ့ရဲ့ခလောက်မွေကိုယူလာပြီးတော့ဂီတတန်လှုပ်တက်တာကြောင့် hatter ကိုလာပြီးတော့ပြခဲ့ပါလိမ့်။ hatter လည်းသဘောကျပြီးတော့သူ့ရဲ့ခလောက်မွေကိုငှားပါတော့တယ်။အဲနောက်အပျော်ခီးထွက်ကြတဲ့ brain မိသားစုကကားပေါ်မှာအပြင်းပြင်းနားထောင်ဖို့ လိုင်းရဲ့သချင်းတွေကိုနားထောင်ပြီးတော့ပျော်ပျော်ကြီးခီးထွက်လာခဲ့ကြပါတော့တယ်။ဂျိုးနဲ့ပရင်မီသားစုဝင်အစ်စ်တွေဖြစ်ကြတဲ့လော်ရတာနဲ့လိုင်းတို့ပါခေါ်ပြီးဂျော့ဆိုလည်းပျော်ခီးစီကိုပျော်ပျော်ကြီးတွားလိုက်ကြရင်းနေပဲဇက်ကားလီကဒီနေရာမှာပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျ လိုင်းရတဲ့ချင်းစုံတန်လေးတွေကိုကြားချင်းပြီးတော့ရုပ်ရှင်ကားကိုပြန်ပြီးတော့အစားဆုံးကြည့်နေတဲ့ဆိုတော့ Telegram Channel မှာကျွန်တော်ပြန်ပြီးတော့တင်ပေးမှာဖြစ်တဲ့အတွက် Join ထားလို့ရပါတယ်။ဆိုတော့နောက်နေ့မှလည်းရုပ်ရှင်ကားကောင်းတွေများများစွာအကောင်းဆုံး Recap စူးစမ်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် Channel Subscribe လုပ်ပြီးတော့ဘေးနာအကောင်းဆုံးနှိပ်ကစောင့်ကြည့်နိုင်ကြောင်းလည်းပြောပြရစီ။ဒီနေ့မှအစားဆုံး Live ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်ပေးခဲ့ကြတဲ့မိကြောင်းချစ်သူပေါင်းသူတို့အကောင်းတို့ရောပရိသတ်တယောက်ချင်းဒီတိုင်းအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်အန်ခင်မူပါ။